ခန်း33မမဲပေးခဲ့သည့်ယရနာများကိုထူခဲကဂူဖျားတဆူကိုကျွန်ုပ်တီးခဲ့သည်မြေကဘာရက်တွင်တီးသော ထိုဂူဖျားတွင်ရွှေထွတ်တယ်လီထို့နောက်ခမည်းတော်ယေဇက်သွန်းခဲ့သောရွှေဆင်းလူဖျားရုပ်ပွားတော်အားဂူဖျားတွင်ထာပနာခဲ့သည်ဂူကိုအင်္ဂရိပန်းများဇေယျပကြီးများဖြင့်ထူးထူးတင့်တယ်အောင်အပြောင်အမူးပြုစေခဲ့သည်အရှိမမျက်နှာအာယုံခံမုန်းဖယ်ထားသောဤဂူဖျား၌တိုင်မာကို၄000ကြာကြာတီးစေသည် အမှုစင်ချေလျှောပြည့်စရာဆင်းစင်ထက်တွင်ပုံးတောင်များထုလုပ်သည်ဂူတွင်မဲမှောင်မနေစေရလဲကြောက်ဆက်မှန်ကူဝက်လေးသာပရေများတက်ဆင်စေလိုက်သည်အတွင်မှတိုင်မှ၌စင်တို့တော်ကြီးတစုကိုထုလုပ်စေခဲ့သည်မုတ်ကုံးစင်ကြံပတ်လည်နိုင်ရန်များမုတ်ကတ်များမှပန်းတမော့ကြောက်ဆက်လက်ရာစင်တို့တော်များကိုလည်းကျဉ်ညိုပွဲလက်ရာကောင်းများဖြစ်စေရန်ကျွန်ုပ်ကိုယ်တိုင်ကြံ့မှတ်စီစဉ်ခဲ့သည်။ထို့ပြင်ဖျားပုတို့၏တရာကိုနှိုးဆော်နိုင်စေရန် အာယုံကမုတ်ကုံးနဲ့နိုင်ရများ၌၎င်းအတွင်းစင်းညာပါလန်နိုင်ရများ၌၎င်းဘောတော်ဝင်ဆိုင်ရာဇက်ကွက်နိပတ်များကို နိုင်ရပကြီးဖြစ်တရုတ်ခေါ်စေခဲ့သည်နိုင်ရပကြီးများအောက်ခြေ၌မူရေမန္တဘူရပြည်သားတို့အေးမေအဖတ်မေဖြစ်နေကြပြီဖြစ်သောမွန်ဆာများကိုရေးခိုင်းလိုက်သည် အပြအမုံများဖြစ်အတိပြီးသောဤဖျားကိုရေမန္တဘူရသားတို့ကဂူပြောင်ကြီးဖျားဟုခေါ်ကြသည်ဘောတော်ရိနုဒရဒေဝမင်းကြီးရွှေစီကုံး ခမည်းတော်မင်းကြီးအာနန္ဒာဘေကြီးဘိုးကြီးတည်ထားခဲ့သည့်ခြားခြားသောပထိုးစေတီတိုင်ကူကြီးများ၏ကြီးကျယ်မြင်မာခမ်းနားထဲဝါမှုတို့အကြားတွင်ကျွန်ုပ်တည်သောမြင်းကဘာရွာမှဤခူပြောက်ကြီးဖျားစေတီသည်အတို့အထဲအလုံးရပမာဏအားဖြင့်သေးငယ်ကောင်းသေးငယ်နေပေပြီသို့သောဤခူပြောက်ကြီးဖျား၌အမျိုးတေတန်တန်တွင်ကဲဝွန်နေသောဒရာတရားနှင့် ကိုင်းညွန့်တတ်ဝင်မှုတို့သည်ကဓမ္မတိပမြေပေါ်ရှိ ပထိုးစီဒီအပေါင်းနဲ့ထတ်တူမနဲ့ရှိချေမိကိုပြောင်ကြည့်ဖះကိုတီထားပြီးစီလူနီးချိန်မှပဲကျွန်ုပ်ဒီကြောက်စာတွင်ပညာရှင်များကို ခေါ်ယူဆူယုံစေလိုက်ပြီးကျွမ်းကျင်လိမ်မာသောပညာရှင်များကကျွန်ုပ်၏မိန်ကိုတက်ကြစွာငန်းလှိမ်နေကြစေကျွန်ုပ်ပြောလိုက်သည်လေးမျက်နှာကြောက်စာမှာဘေးဘာသာနဲ့ကြောက်စာထွန်းထူရမယ်အံဩတရာသူတို့၏မျက်နှာများကိုကြည်ရင်ပြုတ်မိလေသည်မောမြမပြူပါဏိ လေးပါးသားနဲ့ထွင်းဖော်ရမယ့်စာတွေကိုကျွန်တော်ပေးပါမယ်။အမှန်တော့ကြောက်သားပြင်ပေါ်မှာစူးစောက်တွေနဲ့ထွင်းဖော်မဲ့ဒီကြောက်စာဟာကျွန်ုပ်နှလုံးသားပေါ်မှာရေးထိုးလိုက်ခြင်းပဲဖြစ်ပါတယ်။ကြောက်စစ်ပညာရှင်တို့ဤကြောက်စစ်ထူတဲ့ကြောက်စာထွင်းတန်တို့သည်ကျွန်ုပ်၏ရင်ထဲသို့တိမ်မွေ့စွာဝင်ရောက်လာနေသည်။တပောက်တောက်တန်တို့သည်လောကကိုတိုင်တယ်နေသောဥဒန်းကျူးတန်ပင်ဖြစ်ချိန်မီကြောက်သားကြောက်ပြင်ပေါ်၌ပါဏိပြူမွန်မြမ အခေယာစလုံးတို့ရိပ်ရိပ်ပြေးပြေးပေါ်လာကြသည်အကယ်ကကြောက်သားကြောက်ပင်ပေါ်တာမက ကျွန်ုပ်၏နှလုံးသားပေါ်မှာခိုင်းထုစီကုန်းနေကြခြင်းပဲဒီရီဘုရားရှင်အားရှ िख ိုးပါ၏ဘုရားသခင်သာသနာအနှစ်1628နှစ်လွန်လေပြီးသောအခါဤရိမနာဘူရမြည်တော်ပြည်၌တိရိတိဘူဝနာဓိဒရာဓမ္မရာဇာတိမင်းဖြစ်၏ထိုမင်း၏မိဖုရားတယောက်ကခရိလောကဝန်တတက္ကဒေဝီမြည်၏ထိုမိဖုရား၏သားကယာဇကုမာရမြည်၏ ထိုမင်းသည်ကျွန်းသုံးရွာကိုဖုံမီပြားအပေးထိုမီပြားကွယ်လွန်သောအခါထိုမီပြားတန်းစားအလုံးနှင့်ထိုကျွန်းသုံးရွာတို့ကိုထိုရာဇကုမာရမြည်သောမီပြားသားအားမင်းပေးတုံ၏တတောက်တောက်မြည်တမ်းနှင့်အတူကျွန်ုပ်၏နှလုံးသားအပြင်ထပ်၌အခရာများဆက်လက်ပေါ်လာကြသည်ထိုမင်း28နှစ်မင်းမှုပြီး၍ထိုမင်းတေလူနီးပါးနာသောအခါထိုရာဇကုမာရမြည်သောမီပြားသားသည်မိမိကိုမွေးသောမင်းကြီး၏ခုံကျေးဇူးများကိုအောက်မေ့လျက်ရွှေဖျားတဆူပြူပြီးလျင်တွား၍ မင်းကြီးအားဆက်ကဤသို့လျှောက်၏ဤရွှေဖျားကိုဖခင်ဖို့ကျွန်ုပ်ပြု၏ကျွန်ုပ်အားဖခင်ပေးသောကျွန်သုံးရွာကိုဤဖျားအားကျွန်ုပ်ပေး၏ဖခင်အမှုမောဒနာပြုပါလောထိုအခါမင်းကြီးသည်နှစ်ချိုက်ဝမ်းမြောက်လျက်ကောင်းစွာကောင်းစွာဟု၍တာဓုခေါ်၏ထိုအခါငါတို့ဆရာသခင်မဟာထေဆရာသခင်မဂ္ဂလိပုတ္တိတာဆရာသခင်သူမေတာဆရာသခင်ဗြဟ္မပါလဆရာသခင်ဗြဟ္မဒီဝဆရာသခင်သောနာ ဆရာသခင်တန်ခတေနဝရထိုသခင်တို့မျက်မှောက်၌မင်းကြီးသည်ရေတွန်း၏ထို့နောက်ထိုရာဇကုမာရမြည်သောမိဖုရားသားသည်ထိုရွှေဖျားကိုယူပြီးဌာပနာ၍ဤရွှေထုတ်မှုသောဘူကိုပြု၏ထိုဘူဖျားကိုလှူသောအခါတမှုနှုတ်လို့တရွာရပယ်တရွာဟံဘူတရွာထိုကျွန်းသုံးရွာအလုံးကိုယူ၍ဤကု၌ဌာပနာသောရွှေဖျားအားရေတွန်းကဤတို့ဆူတောင်း၏ဤငါအမှုသည်တပည့်ညွတ်ညံရအံ့အကြောင်းဖြစ်စေတည်း ်ငါသား၎င်းငါမြေ၎င်းငါအဆွေ၎င်းသူတို့သည်၎င်းဤဖျားအားငါပေးသောကျွံကိုနှိပ်ဆက်ပြုမှုကမေတ္တရာမျက်စွာဖျားကိုမဖူးရစေတည်း